Hello အားလုံးပဲမင်္ဂလာပါ Welcome back to my channel again Batman ဆိုတဲ့ super hero လို့ဆိုလိုက်တာ ਨੇ ခင်ဗျားတို့အတွက်အချိုက်ဆုံးမဟုတ်ရင်တော့ top 3 favorite super hero တွေပါနေမှာတော့သိကြတယ် Justice League အဖွဲ့ထဲမှာဘာ super power ဘာစွမ်းအားမှမရှိပေမဲ့ဒီသူ့ရဲ့ plan management နဲ့တာမန်လူတွေလိုက်မလုံနိုင်တဲ့ training နဲ့နောက်ပြီးသူ့ရဲ့အဓိက super power manager ဆရာဘက်ကတော့ဆရာဘက်ဖြစ်နေကြပါပဲ။ ဒီနေ့မှာတော့ထွက်ခဲ့ပုံသမ ्या ဘမန် live version နေ movie တွေတဲကဘယ် live version movie တဲကဘမန်ကအကျဉ်းဆုံးလဲဆိုတော့ comparison လုပ်သွားပါမယ်ပထမဆုံး live version ဘမန် movie အနေနဲ့ Adam West ရဲ့ဘမန်က1966မှာ TV series အနေနဲ့ on screen ပေါ်ရောက်လာခဲ့တယ် Director Leslie H ကရိုက်ကူးခဲ့ပြီးတော့ Batman အပြင် Robin အနေနဲ့ဒီ Batwork ကိုပါပါဝင်စေခဲ့တယ်။ Adam West ရဲ့ Batman က colorful ဖြစ်ပြီးတော့ကြီးရတာပေါ့ပါပါဖြစ်တယ်။ Funny ဖြစ်တဲ့ဗိုင်မျိုးရတယ်။ သူရဲ့ best suit ကအာကျွန်တော်တို့မြင်ဘူးကသမီးကဘမန်စုတွေထဲမှာအယိုးရှင်းဆုံးဖြစ်တယ်ဘာအာမွားဘာမက်တယ်မှမပါတယ်အာယိုယို elastic ဆွဲသားဆုမျိုးငငယ်ကဒီဖျားပွဲစင်းမှာရောင်းတဲ့ဘမန်အင်ဂျီပုံစံဒါပေမဲ့တွတ်ပြောင်လို့မရဘူး gadgets တွေကတော့တော်တော်စုံတယ် best utility best ဆိုပြီးရှိရဲ့အပြင်အခက်ပတ်ထဲမှာစုံစည်းနှပါ gadget တွေပလုံစင်းနေအောင်ရှိရဲ့ bad laser gun bad explosion တို့လိုလိုလက်နက်တွေအပြင် bad match to best mirror လို့မှန်နေမိကြည့်တယ်အဲ့လို software gadget တွေပါပါတယ်ဗျာနောက်ပြီးတော့ of course သူရဲ့ bumblebee ပေါ့နော် bumblebee ကလည်းအဲ့ဒီ kit အနေထားရဆိုမဆိုးဘူးပြောလို့ရတဲ့ level မျိုး Adam West ရဲ့ Batman က comic style ပုံပေါ်ထားပြီးတော့ဟာသဆန်ဆန်ပေါ့ပေါ့ပါပါရိုက်ထားတဲ့ပုံစံမျိုးဥပမာ Batman နဲ့ဒီ Robin bumblebee စီပြီးတော့ဘာကဆိုင်သွားတဲ့အခိုင်အတဲ့ဆိုတော်တော်လေးရေးရတယ်တော်တော်များများက Adam West ရဲ့ Batman ကိုအဆိုးဆုံး Batman လို့သတ်မှတ်ကြပါမယ် ကျွန်တော်အနေနဲ့တော့1966လို့အချိန်မျိုးမှာဗမန်းကိုဒီလိုဖန်တီးထားတာမစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်အဒမ်ဝက်စ်ရဲ့ဒီ comedy sense and ဗမန်း era အဆုံးတက်သွားတဲ့နောက်မှာနာမည်ကြီးဒါရိုက်တာတစ်ခုဖြစ်တဲ့ Tom Burton ကဗမန်းကိုပြန်အသက်သွင်းဖို့ကြိုးစားခဲ့တယ်ဒါရိုက်တာ Tom Burton ဆိုတာနာမည်ကြီး Dark Fantasy တွေဖြစ်တဲ့ Horror Bite ရုပ်ရှင်တွေဖြစ်တဲ့ Bad the Juice တို့ Cost Bride တို့ဒီ Charlie and the Chocolate Factory တို့ One Stay ကိုရိုက်ခဲ့တဲ့ဒါရိုက်တာ ဗမန်းကိုမိုက်ကယ်ကီတန်နဲ့ပြန်ဖန်တီးရတဲ့အခါမှာ Dark Fantasy ရဲ့ရိုက်နေကြတဲ့ Dieter ဆိုတော့သူ့ရဲ့ဒီဗမန်းကတော်တော်လေး Dark ဖြစ်တယ် Dark ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောရဲဟို DM Dark ကိုပြောချင်တာမဟုတ်ဘူးသူ့ရဲ့ color tone ကိုပြောချင်တာသူရိုက်ကူးခဲ့တဲ့ဗမန်းရုပ်ရှင်နှစ်ခုစလုံးကြည့်ရရင်ဇလန်တိဆောက်ပုံတော်တော်လေးရုပ်ရှင်နဲ့ဗမန်းရုပ်ရှင်နှစ်ခုစလုံးမှာတုံထားတဲ့ villain တွေဖြစ်တဲ့ဒီ Joker တို့ Penguin တို့ရဲ့ origin ကိုပုံဖော်ထားတာတော်တော်လေးအသေးစိတ်ဆန်တယ် ကမီကယ်ကန်နဲ့ပြုတ်ကြပြီးဂျူကဖြစ်လာတာတွေပင်ကွင်းရဲ့ဝန်ထမ်းဆရာကောင်းတဲ့အတိတ်ဘဝကိုတေချာဖန်တီးပြထားတာတွေနောက်ပြီးကက်ဝူမန်ဆိုရင်လည်းဒီတိုက်မြင်ဘဝနဲ့ပြုတ်ကြပြီးတော့ကြောင်တွေဝိုင်းကြိုက်ပြီးဖုတ်ဝင်တယ်လို့လို့ပါလို့ ਨੇ ဟော်ရာဆန်ဆန်အခန်းမျိုးတွေနောက်ထပ်ဘတ်ဆုတွေအကြောင်းပြောရင်မိုက်ကယ်ကီတန်ရဲ့ဆုက durability အရင်မြင်တယ်တာမန်ကြည်စံတွေဓာတ်တွေဥသားလေးခံနိုင်ရရှိတယ်ဒါပေမဲ့ဝစ်ဆောင်ကလူတောင်းတောင်းဖြစ်နေရောခေါင်းလှဲ့ရင်ဒီလိုလှဲ့ပြီးတော့တေချာလှဲ့မရဘူးပေါ့နော်ခေါင်းရွေးလှဲ့လို့မရဘူး body ပဲလိုက်လှဲ့ရတဲ့ပုံစံမျိုး ဒါပေမဲ့ Bad Movie ကတော့ sound cool ဖြစ်တယ်သူမှပါတဲ့ gadget တွေကလည်းတော်တော်လေးအသုံးဝင်တယ်ပြောရမယ်ကျွန်တော်တို့အခုချိန်သာ Michael Keaton Batman ကိုပြန်ကြည့်ရင်ပြင်းစရာကောင်းနေနိုင်ပေမဲ့ဒီအဲ့ဒီချိန်တုန်းကလူတွေအတွက်ဆိုရင် Michael Keaton ရဲ့ Batman ကတော်တော်လေးမိုက်တယ်ဆိုတဲ့ခံစားချက်ခံစားစရာမှသိကြတယ် Michael Keaton ရဲ့ Batman movie နှစ်ခုထွက်ပြီးရဲ့ချိန်မှာ Director Joel က Batman Forever ဆိုရဲနောက်ထပ်ရုပ်ရှင်တစ်ခုကိုရိုက်ဖို့ကန့်လန့်ခဲ့ပေမဲ့ Michael Keaton က script မကြိုက်လို့ Vicky မားနဲ့ပဲအစားထိုးပြီးရိုက်ခဲ့ရတယ် ဘက်ကီမြတ်ဗတ်မန်စုကအမဲရောင်ပြောင်ပြောင်မှဂျက်ဘလက်လိုအကြောင်းမျိုးလှုပ်ရှားရတာအရင်အထက်ပိုလွယ်တယ်ဂက်ဂျက်တွေကလည်းပိုစုံတယ်ဘက်မိုဘီကလည်းငါးတောင်မန်လိုလိုဘာလိုလိုနီယွန်တောင်မန်တွေနဲ့အထာကျတလို့လိုရှိနေပေမဲ့ realistic အရင်ဖြစ်နေရလို့မခံစားရဘူးဘက်ကီမြတ်ဗတ်မန်က detective ဘိုက်ပိုပေးတဲ့ဗတ်မန်လို့ပြောလို့ရပေမဲ့အကောင်းဆုံးဗတ်မန်ရှင်ရင်းတော့မပါခဲ့ဘူး IMDb 5.4နဲ့ Rotten Tomato 41ပဲရခဲ့တယ်။ Becky Ma ရဲ့ Batman Era ပြီးမှ George Clooney ရဲ့ ဘက်မန်အရာစားခဲ့တယ်။ဂျော့စ်ကလိုနီရဲ့ဘက်မန်ကတော့တကယ်ဆောက်လဲဘက်မန်လို့ပြောလို့ရတဲ့ဘက်မန်။ကျွန်တော်အနေနဲ့ဆိုရင် The Worst Batman တော့ All Time လို့ပြောလို့ရတဲ့အထိဆိုတယ်။ Rotten Tomato မှာ76 IMDb 3.7ရတဲ့အထိဆိုရခဲ့တယ်။ဘက်မန်မူဗီတွေထဲမှာအဆိုးဆုံး rating ၊စုဒီဇိုင်းကလည်းတော်တော်လေးဆိုးရတဲ့ဒီဇိုင်း။ဒီစုမှာနိုတီကောင်းမှာပါသေးရဲ့။အဲ့ဒီအောင်ဆိုလည်းလို့ဘက်နစ်ပယ်ဆိုပြီးအောင်မှာနာမည်ကြီးခဲ့တယ်။နိုတီကောင်းဘာလို့ဘက်စုမှာနိုတီကောင်းထည့်လဲစဉ်းစားလို့မရဘူး။ ။အဲ့သူသုံးတဲ့ gadget တွေဆိုရင်လည်းအဲ့လိုဖနက်မှာစကိတ်ပါတာ back credit တို့အဲ့လိုတောက်ပေါက်ကတည်းကတော်တော်လေးပါတယ်ဗျာ။ဘမ်မိုဘီကလည်းဘမ်မိုဘီနဲ့မတူဘဲနဲ့ spaceship ဆန်တယ်လို့ပုံခံစားရတယ်။ဒီကြားတဲ့ effort ကိုပါနေမကောင်းဖြစ်ပြီးပေးတည်ခိုင်းလိုက်သေးတယ်။တော်တော်ဆိုးတယ်ဗမာ။ဒီလို South Lake Batman ကို2023မှာထွက်ခဲ့တဲ့ Flash movie မှာ cameo ထပ်ပါထားခိုင်းသေးတယ်။ George Clooney era ပြီးမှာတော့နာမည်ကြီး director ဖြစ်တဲ့ Christopher Nolan လက်ထက်ကို Batman ရောက်လာခဲ့တယ်။ Batman ဆိုတဲ့ စူပါဟီးရိုးကလည်းစူပါဟီးရိုးစိတ်ကူးရင်ဇက်ကောင် efficient character ဆိုတာတက်အစင်တစ်ခုမြင့်သွားခဲ့တယ်။မင်းသားကလည်း Christian Bale လို့နာမည်ကြီးဒီလို talent တွေအတွေ့အကြုံရှိတဲ့လူတွေလည်းထင်မှာ The Dark Knight Trilogy ရဲ့အပိုးလိုမရှိအောင်မြင်ခဲ့တယ်။ Christian Bale ရဲ့ Batman ကဒီလို reality ဆန်တဲ့စိတ်ကံပိုင်းစိတ်သက်ပိုင်းတွေနဲ့တိစောက်ထားတယ်။ Batman မဖြစ်ခင် League of Shadow မှာတိုင်းတွားတင်တဲ့အခန်းကအစားအသေးစိတ်ရိုက်ပြထားတယ်။ Batman Begin မှာတုံးခဲ့တဲ့စုတွေကတအားလေးပြီးတော့ လှုပ်ရှားမလွယ်လို့ dark night ရောက်တဲ့အခါမှာလှုပ်ရှားလွယ်ကူပြီးပေါ်ပါတဲ့ durability မြင့်တဲ့ material တွေပြောင်းသုံးခဲ့တယ်။နောက်ပြီးသူရဲ့ gadgets တွေကလည်း Wayne Enterprise ကစစ်တပ်အတွက် ထုတ်ပေးနေတဲ့ EMP set တွေ sonar vision လို့ဟာတဲ့အပြင်မှာတခြားစစ်မြေဖောက်ခွဲရေးစက်တွေ military grade လက်နက်တွေဖြစ်လို့အရင်ဘက်မှန်တွေတဲ့ reality ပိုဆန်သွားခဲ့တယ်။အမားတွေကိုတရုတ်ကမှာပြီးတော့ဒီဆေးမှုတ်တာတော့တပိုင်းပေါ့နော်။ဘက်မိုဘီကလည်းသူစစ်တပ်အတွက် ထုတ်ထားတဲ့တန်ကားကိုပဲ ပုံစံပြောင်းပြီးတော့ဘန်းမိုဘီလုတ်ပလိုက်တာဒီကိုပြောင်းမှုတွေ rocket တွေလိုအပ်ရင်ဆိုင်ကယ်ပုံစံဖြစ်တဲ့ backpack လိုမျိုးပါခွဲထွက်နိုင်တာမို့လို့တော်တော်အဆင်ပြေတယ်ပြောရမယ် The Dark Knight Trilogy မှာ Batman အပြင် Batman နဲ့ထိတိုက်တွေ့ရတဲ့ဗီလိန်တွေရတယ်ခေသူတွေတော့မဟုတ်ဘူး Rachel Gu Joker Two Face ပဲတာလီယာအေဂူတကယ်လို့ဗီလိန်တွေနဲ့ပဲရင်ဆိုင်ခဲ့ရတာဒီလို perfect ဖြစ်တဲ့တရုပ်ဆောင်ဇလန်းဇညွန်တွေပြောကြမလို့တဲ့ဗီလိန်တွေကြောင့် The Dark Knight Trilogy က အအောင်မြင်ဆုံး super hero trilogy လို့သတ်မှတ်ခဲ့ရုံမကအာ joker character နဲ့ best supporting oscar ဆုပါရခဲ့သေးတယ်ပုံမှန်ပြောဖို့ကြံသွားတာတစ်ခုရှိရယ် michael keaton ရဲ့ batman director tim burton က best art director ဆုပြီး oscar ရခဲ့သေးတယ်ကျွန်တော်သိသလောက် comic book super hero genre မှာ oscar ရဖို့ရခုနှစ်ခုပဲရှိမယ်ထင်တယ်အဲ့ဒီခုနှစ်ခုမှာ sea bat နဲ့ပတ်သက်တဲ့ movie က၃ခုရထားတယ် joker သေဆောင်ကြီးပဲနှစ်ခါနဲ့ director ဆုတစ်ခါ sea bat ကတော့ sea bat ပါပဲ the dark knight trilogy အပြီးမှာ zack snyder ရဲ့ dc era ကိုရောက်လာခဲ့တယ်။ mentor christian bale ကို73မဲ့အစား mentor ben flat ကိုအသုံးပြုပြီးတော့ batman နဲ့ superman 2016ရုပ်ရှင်နဲ့ new batman era ကိုစတင်ခဲ့တယ်။ ben flat ကကျွန်တော်တို့ကျွန်တော် person နဲ့အကြိုက်ဆုံး batman လို့ပြောလို့ရတယ်။ the best suit ဆိုလဲ gabla law နဲ့အုပ်ထားပြီးရိုးရိုးတနတ်ချီစံပောက်ဝဲမှုလို့တတရခံနိုင်ရှိရဲ။ဒါကိုလဲ warehouse fight scene မှာတိတိကျကျပြသွားတယ်။ခေါင်းတည်ပြီးတနတ်နဲ့ပြသွားတဲ့အခါ ကချက်တွေမှာဆိုရင်လည်း gas တွေပောက်ခွဲရကောင်းတဲ့ဂျယ် superman ကိုတီးဖို့ crypto night လက်နက်တွေ drone တွေအပြင်မှာ night crawler လိုမျိုးဟိုဒီ6တောက်တွေအများကြီးနဲ့ပါတဲ့ဟာတွေ now flying fox လို့အတန်ထက်မြန်တဲ့ cargo flight တွေဟို russia ကို justice league နဲ့ russia ကိုသွားတဲ့အခါမှာတုံးထားတဲ့ flight ကျွန်တော်မှမမားဘူးဆိုရင် best suit အပေါ်ဆုံး live version batman ဖြစ်မယ်တဲ့ solo မရှိပေမဲ့ level ပေါ့နော် ီ flash မှာ cameo ပါတာတို့နော် success squad မှာ cameo ပါတာတို့သူက best suit တွေအများကြီးပြောင်းတယ် Batman နဲ့ Superman ရဲ့သူတို့နှစ်ယောက်ရဲ့ဒီ battle မှာဆိုရင်လည်း Batman က Superman ကိုယဉ်ဆိုင်ဖို့ mechanical suit ကိုတုံးခဲ့သေးတယ် mechanical suit မှာဆိုရင်လည်း hydraulic tech တွေ kryptonite တနက်တွေပြင် Superman ကိုပြန်တီးရ Superman ပြန်တီးရခံမှုအကျန်းခံတဲ့ armor တွေပါတတ်ထားခဲ့တယ်ဆုံးသက်ရင် Batman Flash ရဲ့ Batman က solo movie မရှိပေမဲ့ Justice League ဖေးပေမဲ့လည်းကျွန်တော်တို့မြင်မှုသမျှ ပတ်မှန်တွေထဲမှာအကျဉ်းဆုံးပတ်မှန်ဖြစ်တယ်ဆိုတော့လက်ခံပေးရမယ်။နောက်ဆုံးပတ်မှန်ကတော့ Twilight မင်းသား Robert Pattinson ။ Robert Pattinson ရဲ့ Batman ကအသက်ငယ်တဲ့အပြင်ဒီကမူးရှူလို့ရှိတဲ့ bike ကိုခံစားရတယ်။ Batman စုကလည်း handmade ဖြစ်လို့ပိုပြီး reality ဆန်တယ်ပြောရမယ်။ gadget တွေကတော့ ban flat လောက်မစုံသေးပေမဲ့ tech ပိုင်းမှာတော့တော်တော်လေးအားစိုက်ထားတယ်။သူ့ရဲ့ gauntlet ထဲမှာဖွက်ထားတဲ့တနတ်တွေမျက်ကမှန်ကင်မရာလေး shock light 8တွေနဲ့ဆိုတော့ကျွန်တော်တို့ဒီဘက်2025နဲ့ပိုမြင့်ဆက်တယ်လို့ခံစားရတယ်။ ဘန်းမူပြီးဆိုရင်လည်းအတန်ကြကြဲနဲ့ခက်ကြီးကြီးနဲ့ရှယ်ဖြဲလိုကောင်တဲ့ကားပုံနဲ့ဘော့ဖက်ပတင်ဆိုင်ရဲ့ဘက်မန်ကပလန်တွေပါတယ်ဆိုတာထက်မြင်မြင်သမျှချမယ်ဆိုရယ် bike ကိုပို့သွားတယ်။ဒါပေမဲ့ airframe ရဲ့အကူအညီနေနဲ့ဘက်မန်တွေထဲမှာအန်ဒီရဲ့အရေးဆုံးဘက်မန်ဖြစ်လာနိုင်တယ်။အဆုံးသတ်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ရုပ်ရှင်ပိတ်ကားပုံမှာမြင်မှုသမျှဘက်မန်တွေထဲမှာ pamphlet ရဲ့ Batman ကအကျဉ်းဆုံးလို့သတ်မှတ်ရပါမယ်။ Rating number 2အနေနဲ့ Robert Pattinson ရဲ့ Batman လို့သတ်မှတ်ပါမယ်။သူနဲ့ level 2မှာရှိတာတော့ Christian Bale ရဲ့ Batman, Better IQ, Gadgets, Planning အနေနဲ့ Bale ရဲ့ Batman ကအအကောင်းဆုံးနေရာမှာလည်းရှိနေသေးတယ်။ Okay ခင်ဗျားတို့တက်ကောဘယ် Batman ကအကောင်းဆုံးထင်လဲ။ဘယ် Batman ကိုအကြိုက်ဆုံးလို့ထင်လဲ။ Comment section မှာဆွေးနွေးပေးတော့ကြပါအောင်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုအစ်စ်တွေနဲ့ပြန်လာပါအောင်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများ í တင်ပါတယ် ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် subscribe နှိပ်ပြီးတော့အားပေးသွားကြပါအောင်နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်